I was born in black so I am black ငါဟာလူမဲတွေကြားမှာမွေးတယ်ဒါကြောင့်ငါမဲတယ်အဒီကပြားဟာအသားအရောင်တစ်ခုရဲ့ပုံမှာတက်ရောက်တာမဟုတ်ဘဲနေတဲ့လူမှုရေးဘာသာရေးပညာရေးအားလုံးအပေါ်မှာငါတက်ရောက်တာကိုတွေ့ရပါတယ်ဒါဆိုရင် Bavarian lottery ဆိုတာပါလေလူတွေမှာရွေးချယ်လို့မရတဲ့အချက်တွေရှိပါတယ် we cannot choose our parents ဆရာတို့မိဘနှစ်ပါးကိုရွေးချယ်လို့မရပါဘူး ။ဒါကြောင့်လူတဦးဟာတခြားတဦးနဲ့မတူညီတဲ့အခွင့်အရေးတွေနဲ့မွေးဖွားလာနိုင်ပါတယ်။အားလုံးမင်္ဂလာပါ။ဆရာဒီတန်လာထဲမှာပဲဆရာစဉ်းစားရတာသကလုံးတွေလို့ဆရာပြောခဲ့တာပေါ့နော်။အစရာဟုပထမဆုံးပါဆရာ bring rock ဆိုရဲအုံနောက်ပူသိုးရဲဆိုရဲအကြောင်းလေးပြောခဲ့တယ်နောက်တစ်ခုကကြတော့ဆရာဒီစင်းရဲမွတ်တည်ခြင်းနဲ့ပတ်သက်ပြီးတော့ဆရာညဉ့်ဉန်းမှုဆိုရဲ ဘယ်သူမှမစဉ်းစားတဲ့သကလုံလေးတစ်လုံးကိုလည်းဆရာရွေးချယ်ပြီးတော့ပြောခဲ့ပါတယ်။အခုလည်းဆရာကသကလုံလေးတစ်လုံးဆရာပြောပြမှာပါ။အဲ့သကလုံလေးကိုမပြောခင်မှာဆရာကကင်ညာနိုင်ငံကစာရေးတက်စာဖတ်တက်စခလေးမလေးတယောက်ကစာချောင်းလေး၃ချောင်းနဲ့ပါတဲ့ကြပြာလေးတစ်ပုတ်ရေးပါလေ။သူရေးတဲ့ကြပြာကိုကပကြပြာအဖွဲအစီအရနေပြီးတော့ဒေါ်လာ၃တန်းစုချလိုက်ပါလေ။ တော့ဒေါ်လာ3000နဲ့ဆူချလိုက်တဲ့ကြပြားလေးကဘာလဲပေါ့3000ရဲ့ကြပြားအရန်လှတယ်အဲ့ဒါဆရာအဲ့ကြပြားလေးကိုစိတ်ဝင်စားပြီးတော့ဖတ်ကြည့်တဲ့အခါကျတော့ I was born in black တဲ့ So that I'm black တဲ့ဒါပဲကြပြားငါဟာ လူမဲတွေကြားမှာမွေးတယ်ဒါကြောင့်ငါမဲတယ်တဲ့ဒါပဲဒီကပြားဟာအသားအရောင်တစ်ခုရဲ့ပုံမှာတက်ရောက်တာမဟုတ်ဘဲနေတဲ့လူမှုရေးဘာသာရေး ပညာရေးအားလုံးအပေါ်မှာ လာတက်ရောက်တာကို တွေ့ရပါတယ်။ဆိုတော့လူမဲကမွေးရင်အရင်ဆုံးကတော့လူမဲလေးပဲဖြစ်မှာပေါ့။အစ္စလမ်ဘာသာဝင်တွေကမွေးရင်မွေးလာတဲ့ကလေးလေးကအစ္စလမ်ဘာသာကိုးကွယ်ရမှာပေါ့။ ဗုဒ္ဓဘာသာဝင်တွေကမွေးမွေးလာတဲ့ကလေးလေးကဗုဒ္ဓဘာသာဝင်ဖြစ်မှာပေါ့ခရီးယန်ဘာသာဝင်စသဖြင့်ပေါ့လေမိမိမိသားစုအတိုင်းအဝိုင်းရဲ့ကိုယ်ကိုယ်ယုံကြည်မှုတည်းမှာမွေးလာတဲ့ကလေးတယောက်ဟာအဲ့ဒီလူတွေရဲ့အတိုင်းပဲဖြစ်လာကြမှာပေါ့ဒါဆိုရင်တထေးကြီးကမွေးရင်အ ਨੇ ဆုံးတော့တထေးကလေးဖြစ်လာမှာပေါ့အင်ဂျီယာဂျီမရှိတဲ့သူကမွေးရင်အ ਨੇ ဆုံးတော့အိမ်မက်ယာမက်ကလေးလေးဖြစ်လာမှာပေါ့အဲ့တော့ဆရာတို့ဆိုပါစို့ ဆရာတော်ဖရာတပားရဲ့ကျောင်းတော်မှာကြီးပြင်းခွင့်ရတဲ့ကလေးလေးဟာဆရာတော်ဖရာကိုချစ်မှာပေါ့သူ့ရဲ့အာကိုရာ သူ့ရဲ့လေးစားရာ သူ့ကိုပံ့ပိုးရာဟာဆရာတော်ဖရာတပားကိုအဲ့ဒီလိုပဲအဝုံးအဝိုင်းတစ်ခုကနှိပ်ဆက်တယ်ကလူရယ်လူကဟိုဒုက္ခရောက်အောင်လုပ်တယ်အယံကိုပင်ပင်မမန်းခံစားရတဲ့သူတယောက်ဟာအဲ့ဒီအဝင်းအဝိုင်းကို မုန်းတီးနေမှာပေါ့ဒါဟာဘာမှမထူပါဘူးအကြောင်းကပြားလေးကိုဆရာပြန်ပြောပြခြင်းပါတယ် I was born in black so I am black ဆိုတော့တော်တဲ့တောင်ထဲမှာမွေးတဲ့ကလေးလေးဟာတော်တဲ့တောင်ထဲမှာပဲဖြစ်မှာပေါ့ဒါကြောင့်ဟုတ်တယ်အကြောင်းအမျိုးမျိုးကြောင့်လူအနေငယ်ဟာပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်လို့ဆရာပြောချင်ပါတယ်ဖေဖေဒီမေမေဒီစီးရင်ပြီမဲ့သာသမီထူးထွန်းတာမျိုးဖေဖေဒီမေမေဒီချမ်းသာပြီးတော့သာသမီဒုက္ခရောက်သွားတာမျိုးတွေရှိနိုင်တာပေါ့လေသို့တော့အများဆုံးကတော့ဒီလိုနေရာကမွေးတဲ့အတွက်ဒီလိုဟာကိုပဲဆရာတို့ခံစားရတာဖြစ်ပါတယ်အဲ့တော့ ဒါဘယ်သူမှငင်းလို့မရတဲ့အချက်ပါပဲဒါကြောင့်ပညာရေးကွာဟတာစဖတ်အားတွေကွာဟတာတွေခဏထားလိုက်ပါဦးနဲ့စင်းရဲတဲ့ကလေးနဲ့ချမ်းသာတဲ့ကလေးလေးနှစ်ယောက်ကိုကျတော်တို့လေ့လာကြည့်ပါလေတဲ့ဘာဟိုကြီးကြီးကျယ်ကျယ်တွေနော်စာရီတက်တာတို့ဘွဲတွေရမှာတို့မဟုတ်ဘူးအဲ့တော့စဖတ်အားတွေလည်းမပါဘူးမပါဘဲနဲ့ကလေးနှစ်ယောက်ကို psychologist စိတ်ပညာရှင်တယောက်ကလေ့လာလိုက်တယ်ဟဲ့ဘလို့လေ့လာလဲဆိုတော့အဲ့ကလေးနှစ်ယောက်ကိုသူကခေါ်လိုက်တယ်ပြောရမယ်ဆိုတော့စမ်းသက်တာပေါ့လေစင်းရဲတဲ့ကလေးနဲ့ချမ်းသာတဲ့ကလေးလေးနှစ်ယောက်စလုံးက၄နှစ်ပဲ စာရီပိုင်လည်းတိမဖတ်တတ်သေးဘူးသို့တော့၄နှစ်ဆိုတော့၄နှစ်တာကာလမှာကြီးပြင်းခဲ့တဲ့သူတို့ရဲ့ life experience ကတော့ရှိနေတာပေါ့ကျန်းသာတဲ့ကလေးလေးရဲ့အဝန်အဝိုင်းမှာကြုံတွေ့ရတဲ့ life experience ဆင်းရဲတဲ့ကလေးလေးရဲ့အဝန်အဝိုင်းမှာကြုံတွေ့ရတဲ့ life experience အဲ့လိုနဲ့စိတ်ပညာရှင်ကပကြီးကားလေးတကားကိုဒီကလေးလေးနှစ်ယောက်ကိုပြပါတယ်ပကြီးကားထဲမှာထမင်းစားဝိုင်းမှာကလေးကအုံငူနေပါတယ်ပကြီးကားကဒီမှာကထမင်းစားဝိုင်းမှာကလေးကအုံငူနေတယ်ရှေ့မှာထမင်းပကံချလာတယ် သူ့မိမိကစုနေတဲ့ပုံလေးပေါ့လေဒါပဲအဲ့တော့ဒီပကြီကားလေးကိုပဲအရန်ချမ်းသာတဲ့ကလေးလေးကိုပြလိုက်တယ်အရန်ချမ်းသာတဲ့မိသားစုကမွေးဖွားလာပြီးတော့လေးနှစ်သားလေးရှိတဲ့ကလေးလေးကိုပြလိုက်ပြလိုက်ကိုဒီပကြီကားကဘာအကြောင်းလဲဆိုတော့ပြောပြပါသားရဲ့ဆိုတော့ချမ်းသာတဲ့ကလေးလေးကပြန်ဖြေတယ်ထမင်းကျွေးတာကိုကလေးကမစားကျင်လို့အမေကကလေးကိုစုနေတဲ့ပုံပါတဲ့ဟုတ်တယ်ကလေးကပကြီကားလေးမှာပကံပြားနဲ့အမေကကြည်နေတဲ့ပုံဆိုတော့ဒါပဲโอเค စိတ်ပညာရှင်ကသဘောကျတယ်အဲ့လိုနေပဲလမ်းပေါ်မှာရှောက်သွားပြီးတော့ရုံးကန်နေရတဲ့ကလေးလေးဆင်းရဲတဲ့ကလေးလေးပေါ့အဲ့ကလေးလေးကိုလည်းထက်ပြီးတော့သွားပြီးတော့အဲ့ကလေးလေးကိုဓာတ်ပုံပြပြီးတော့မီးတယ်ကဲဒီပုံလေးကဘာပုံလဲပြာဆိုတော့ဘိုက်စာနေလို့អော်တဲ့ကလေးကိုသူ့အမေကထမင်းကုံသွားပြီဟဲ့ထမင်းမရှိတော့ဘူးဟဲ့နင့်ဖေပြန်လာမှချက်ရမှာဆိုပြီးစုနေတာပါတဲ့โอเค same picture different background different answer you see so ရှာတို့တွေဟာဘဝမှာအဲ့ဒီလိုလွှမ်းမိုးတာတွေအဲ့ဒီလိုရိုက်ခတ်တာတွေဆရာတို့ရှိအောင်တွေ့ရပါလိမ့်မယ်။ပကြီကားကတော့ပကြီကားပါပဲ။ဒါပေမဲ့အဲ့ဒီပကြီကားကိုမြင်တဲ့ပုံကတော့မတူတော့ပါဘူး။ဒါတော့ကြောင်းမတက်ရသေးတဲ့လေးနှစ်အရွယ်ကလေးတွေကိုပဲဆရာတို့မိတာပါ။အဲ့တော့ပညာရေးချင်းရောအတွေ့အကြုံရောမတူတဲ့သူဆိုရင်ဘဝပကြီကားကိုရှုမြင်သုံးသက်ပုံကဘလောက်တောင်ကွာလိုက်မလဲ။ စီးပွားရေးတွေပညာရေးတွေနိုင်ငံရေးတွေအားလုံးပေါ့ဘဝအတွေ့အကြုံမတူရင်ဖြတ်တန်းပုံ မတူရင် တွေးပုံကြံပုံ ဆုံးဖြတ်ပုံယူဆပုံတွေလည်းဘယ်တူတော့မလဲဒါကြောင့်ပြေးဝါတဲ့နှလုံးသားရှိခြင်းရင်အယူအဆမတူတာကိုဆရာတို့ကလက်ခံနိုင်စွမ်းရှိရပါမယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကပြားလေးပြန်ပြောပြရစီ I was born in blessed so I am black ဒါကြောင့် ဒါကိုလက်ကန်တက်သွားရင်အော် तू မဲတာဟာမဲတဲ့မိသားစုမှာမွေးလို့ပေါ့ तू ဆင်းရဲတာဟာဆင်းရဲတဲ့မိသားစုမှာမွေးလို့ပေါ့ဒီလိုမြင်သွားပြီဆိုရင်တဲ့အမြင်မတူတာတွေမကြည်ပြူတာတွေဆရာတို့ယော့သွားပါလိမ့်မယ်အဲ့ဒီမှာဆရာဒီနေ့ပြောကျင်တဲ့စကလုံးလေးကိုဆရာစပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီကောင်ကတော့ ovarian lottery လို့ခေါ်ပါတယ်အဲ့ဒီ ovarian lottery ကိုဆရာမြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့တာဥအိမ်ထိပောက်ခြင်းပေါ့ဆရာတို့ တသားလေးနေတဲ့အိမ်လေးမို့လို့တအိမ်လို့ဆရာငငယ်တုန်းကကလေးလေးတွေကိုစုံမာတဲ့အမေတယောက်ရဲ့စကားလေးကိုဆရာတားအောင်ဆရာပြောဦးတယ်။ဒါတွေသမီးတွေအဲ့အိမ်လေးထဲမှာနေလို့မိမိဘိုက်ထဲမှာအမျိုးသမီးတွေရဲ့ဘိုက်ထဲမှာတားအိမ်လို့ခေါ်တဲ့တအိမ်ကလေးရှိတယ်လို့ဆရာပြောဦးတယ်။အခုကကျတော့ ovarian lottery ဆိုတော့မျိုးဥတီပေါက်ချင်းလို့လည်းပြောလို့ရတယ်။ဆရာကတော့တင်စားလိုက်မယ်တအိမ်ပေါ့။တားအိမ် ထိပောက်တာပေါ့လေအဲ့ဒီသားရိုက်ထိပောက်တာကိုဘယ်သူကပြောခဲ့တာလဲဆိုတော့ American နိုင်ငံကတထေးကြီး Warren Buffett လို့ခေါ်တဲ့ပုဂ္ဂိုလ်ကြီးကတင်ပြခဲ့တဲ့သဘောတရားတစ်ခုလို့ဆရာဖတ်ဖူးပါတယ်အဓိပ္ပာယ်ကတော့လူတအူးမွေးဖွားလာတာဟာသူရဲ့ကံကြမ္မာနဲ့သူကရှင်ပြီးတော့ပြောပြတာပါဒါဆိုရင် Ovarian Lottery ဆိုတာဘာလဲလူတွေမှာဆရာတို့မှာရွေးချယ်လို့မရတဲ့အချက်တွေရှိပါတယ် we cannot choose our parents ဆရာတို့မိဘနှစ်ပါးရွေးချယ်လို့မရပါဘူး။ဆရာဟာတထေးရဲ့သားဖြစ်ခြင်းပြီးမဲ့ဆရာမိမိရဲ့သားပဲဖြစ်ခဲ့ရပါဘူး။အဲ့လိုပဲဆရာတို့မှာလူတအူးမှာသူ့ဘဝကိုမရွေးချယ်နိုင်တဲ့အချက်တွေဘယ်နိုင်ငံမှာမွေးမလဲ။ ဘယ်မိသားစုမှာမွေးလာမလဲအမျိုးသားဖြစ်မှာလားအမျိုးသမီးဖြစ်မှာလားခန္ဓာကိုယ်အခြေအနေတွေနဲ့ကျန်းမာရေးကောင်းပါလားတချို့တွေမွေးကလေးကလက်ကလေးတစ်ဖက်မပါလာတာတွေတချို့တွေနှကမ်းလေးကွဲနေတာတွေတချို့တွေမျက်လုံးတစ်လုံးမကောင်းတာတွေစသဖြင့်ဆရာတို့လူတအူးကို ovarian lottery တွေကနေပြီးတော့ဆုံးဖြတ်ပေးလိုက်ပါတယ်ချမ်းသာကြွယ်ဝတဲ့ဖေဖေမေမေရဲ့ဘိုက်ထဲမှာနေခွင့်ရတဲ့ကလေးလေးဟာ ovarian lottery ပေါက်တာပေါ့ဘဝကိုကြော်ဖြတ်ပြီးတော့ဟုတ်ပြီနော်အမျိုးသားကတခါနဲ့ ခန္ဓာကိုယ်ကိုလိညာယူပြီးတော့ဗလတ်ကာယပြုတ်ပြီးတော့ရိုင်းရိုင်းပြောင်းမယ်ဆိုရင်တော့မရင်းကျင့်သွားပြီးတော့ရခဲ့တဲ့ကလေးအမေလေးရဲ့ဗိုက်ထဲမှာရှိတဲ့ကလေးလေးဟာတောကရင်းနဲ့ကြီးပြင်းရမှာပေါ့ဒီမျိုးသမီးကလည်းသူ့မှာမလူချင်မဲနဲ့ဒီလူရဲ့ရုပ်မှမှုကြောင့်ဒီကလေးကိုရဟိုလူကတော့ထောင်ကျသွားပြီးဒီကလေးကိုသူမွေးရတော့မယ်ဒါဆိုရင် ovarian lottery ဆိုတာဟာတိတ်ဆိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုဆရာပြောချင်ပါတယ်ဒါကြောင့်လူတဦးဟာတခြားတဦးနဲ့မတူညီတဲ့အခွင့်အရေးတွေနဲ့မွေးဖွားလာနိုင်ပါတယ်ဒီတော့ ခုနကအမေရိကန်တထေးပြောသလိုပဲသူ့ဘဝမှာဘာဖြစ်လို့သူအောင်မြင်တာလဲဘာဖြစ်လို့ချမ်းသာတာလဲလို့သူကပြောရင်တော့တဲ့ ovarian lottery ကြောင့်လို့သူကပြောပါတယ်သူဆိုရသူအမေရိကန်မှာမွေးတယ်တန်ဖိုးကြီးတဲ့ပညာရေးရတယ်လူခွင့်ရေးတွေရတယ်ပြီးတော့နိုင်ငံကထောက်ပံ့တဲ့အခွင့်အလမ်းတွေသူခံစားရတယ်အဲ့ဒီအခွင့်အလမ်းတွေနဲ့သူစူးစမ်းလိုက်တာဖြစ်တဲ့အတွက်ဒီလိုချမ်းသာတဲ့ပုဂ္ဂိုလ်လို့သူကပြောပါတယ်ဆရာလဲအဲ့အရာလေးကိုလက်ခံပါတယ်ဗမာယူမှာသားလေးတယောက်ကဘောလုံးကန်တာဝါသနာပါတယ်ကံမှာဆရာအားပေးတာပေါ့အားကစားလုပ်တာကောင်းတာပဲ ဒါဆိုရင်တော့ဘလုံးကံမှုကိုတော့သူဒီကပဖလားလောက်ထိမှန်းမယ်ဆိုရင်တော့ဆရာတို့နိုင်ငံရဲ့လက်တလောအနေအထားအရဆရာတို့အဆင်မပြေနိုင်ပါဘူး။အာရှမှာတော့ဖြစ်နိုင်တယ်။ဟုတ်ပြီနော်။နိုင်ငံခြားကကလပ်တီမှာပါကောင်းပါနိုင်တယ်။သို့တော့ကပဖလားဘလုံးပွဲကြီးမှာနိုင်ငံကိုစားပြုအနေနဲ့သွားဖို့ဆိုရင်တော့ဆရာတို့တော်တော်လေးအားဆိုင်ရအောင်မယ်လို့ဆရာထင်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ဆရာဘာသတိရလဲဆိုဟုတ်ဒီကလေးကဘရာဇီးလိုနိုင်ငံမျိုးမှာမွေးတယ်ဆိုရင်တော့ထူးချွန်ပြောင်ပြောက်တဲ့ဘလုံးသမားကောင်းတစ်ယောက်လည်းဖြစ်လာနိုင်တယ်။ကပကြော်တဲ့ ဘောလုံးသမားတယောက်လည်းဖြစ်လာနိုင်တယ်ကမ္ဘာဖလားပွဲမှာလည်းပါဝင်နိုင်တဲ့ဘောသမားတယောက်လည်းဖြစ်လာနိုင်တယ်ဒါ ovarian lottery ပါပဲဒါကြောင့်လူတိုင်းမှာတူညီတဲ့အခွင့်အရေးမရှိပါဘူးမွေးရပါကံကြမ္မာကဘဝအပေါ်မှာတက်ရောက်မှုအများကြီးရှိတယ်လို့ဆရာပြောချင်ပါတယ် ovarian lottery ဆိုတာကိုနားလည်ထားမယ်ဆိုရင်ဆရာတို့ဘာတိပါမလဲ ဘဝမှာရရှိကြတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်အသုံးချတတ်သွားမယ်။အခွင့်အရေးမရတဲ့သူတွေကိုလည်းဆရာတို့မနှိမ်မိတော့ဘူး၊မချိုးမိတော့ဘူး။သူက ovarian lottery အရာဒီဘဝလေးကိုပိုင်ဆိုင်နေပါလားဆိုတော့မြင်ပြီးတော့ကို့မှာရှိတဲ့ကူညီနိုင်တဲ့ပမာဏနဲ့ကူညီခြင်းနဲ့စိတ်တွေတဖွာဖွာပေါ်လာပြီးတော့သူ့ကိုကူညီထောက်ပံ့တဲ့ဟာလေးကိုရဖို့လိုပါတယ်တဲ့။ဒါကြောင့် ဒီ Orion Lottery ဆိုတာဟာကျွန်တော်အနေနဲ့နားလည်သွားပြီဆိုရင်ကိုယ့်ထက်ညံ့နေတဲ့သူတွေကိုကြည့်ပြီးတော့ မနှိမ်မိတော့ပါဘူးဒုက္ခရောက်တဲ့កောင်တွေပါအသုံးမကျတဲ့កောင်တွေပါဆိုပြီးတော့နှိမ့်နှိမ့်ချိုးချိုးတပတ်ဆက်ဆက်စကားတွေမပြောမိတော့ပါဘူးကိုယ့်ရဲ့ကြီးကျယ်ပြီးတော့ချမ်းသာပြီးတော့ထူးချွန်နေတဲ့သူတို့တွေ့ရင်လည်းငါတော်တော်ညံ့မှာလားလို့ဆရာတို့ကြေကွဲစရာအကြောင်းမရှိတော့ပါဘူး ovarian lottery လို့ခေါ်တဲ့တားဥအိမ်မျိုးဥအိမ်ထိပေါက်ထားတဲ့သူတွေဟာအောင်မြင်နေတချို့တွေကမအောင်မြင်ဘူးဆိုတာဟာခုနက အမေရိကန်ကတထည်ကြီးပြောတဲ့စကားလိုပါပဲဒီလိုပါပဲဆရာတို့ဗုဒ္ဓကလည်းဗာပြောခဲ့လေဆိုတော့လူတွေဟာတယောက်နဲ့တယောက်မတူကြဘူးတချို့ကစင်ရဲတယ်ချို့ကချမ်းသာတယ်တချို့ကရုပ်ဆိုးတယ်ချို့ကရုပ်ချောတယ်ဒီလိုဖြစ်နေတာတွေဟာဗုဒ္ဓရဲ့အယူဆအရဆိုရင်တော့အတိတ်ကဘဝတွေရဲ့ကံကြမ္မာတွေလို့ပြောပြီးမယ်ဒီမှာကတော့ Ovarian Lottery ဆိုပြီးတော့သုံးသပ်ထားပါတယ်ဒါကြောင့်ဆရာကပြားလေးနဲ့ညီကုန်းချုပ်လိုက်ပါမယ် I was born in black so I am black ဒါကြောင့်ဆရာတို့ဟာ Obrien Lottery ကိုသိပြီဆိုရင်သူများကိုလည်းမနှိမ်ချိုးကြီးကျယ်တဲ့သူတွေကိုလည်းအလွန်အထင်ကြီးပြီးတော့ကိုယ့်ကိုယ်ကိုသင်ငယ်မှုမရှိဘဲနဲ့ဘဝမှာ adjustment လို့ခေါ်တဲ့ညှိနှိုင်းမှုတွေနဲ့တူတူနေထိုင်ရင်လူသားဆိုင်အောင်ကျော်ဖြတ်လို့ရတယ်လို့စကားလက်ဆောင်ပါကျင်တာပဲဖြစ်ပါတယ်။အဲတော့ ဒီလူတွေဆရာပြောနေနေတာဟာဘာဖြစ်လို့ရောစာဖတ်လို့ပါပဲစာဖတ်တော့သိတယ်သိတော့တွေးရတယ်တွေးရတော့ပို့ပြီးတော့စိတ်တည်နူးညံ့လာတယ်ယဉ်ကျေးလာတယ်တိမ်မွေ့လာတယ်မဟုတ်ကဟုတ်ကလှုပ်ဖို့အခွင့်အလမ်းပို့နေသွားတယ်လို့အကြံပေးခြင်းပါတယ်ဒါကြောင့်ဒီမတ်လာတွေမှာရှိနေတဲ့ရွှေနှုတ်ကနေပြီးတော့အကြံလေးပေးရတဲ့ဟာလေးဆရာတည်င်းလကားလေးရလာပါတယ်သူကဘာလဲဆိုတော့ရွှေနှုတ် application တခုကိုသားတို့တမီတို့ရဲ့ကွန်ပျူတာမှာတယ်လီဖုန်းမှာ download လုပ်လိုက်ပါပြီးတော့ရင်အဲ့ထဲကိုဝင်ကြည့်ပြီးတော့ အခမဲ့ဖတ်လို့ရတယ်စာအုပ်၁၀ဥရွေးချယ်ပေးတာပါတယ်တပြားမှမပေးရမယ်နဲ့အလကားဖတ်ကမှာကဲအဲ့စာအုပ်၁၀ကိုမြည်းဆန်းကြည့်ပြီးတဲ့အခါမှာရွှေနှုတ်ကိုရွေးချယ်တဲ့နဲ့သဘောကျတယ်ဆိုရင်ဖြင့်သူတို့ကိုအကြောင်းကြားပြီးတော့ short short ပေါ့ပေါ့တတတတာဈေးနှုန်းနေနဲ့စာဖတ်ခွင့်ရအောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့ campaign လေးတစ်ခုလုပ်ထားတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဆရာတို့ Ovarian Lottery ဆိုတာလေးကိုတတိယရင် စာဖတ်ပါလို့အကြောင်းကြားချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဆက်နေမယ်ညီညီပါ ။နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း900ကျော်မြန်မာဘာသာဖြင့်အတန်ရောစာနဲ့ပါနှစ်ထုတ်ဖတ်ရှုနားဆင်နိုင်တယ်လို့စာအုပ်တုံးလုံးရဲ့အစားဆုံး9000ကျင်းရွှေနှုတ် application ကိုခုပဲ download ဆွဲပြီးတော့ဖတ်လိုက်ပါနော်။